ိုကျိုးကိုငှဲ့ကွက်ပဲသူတစ်ပါးကျိုးအတွက်ကိုတက်ကိုတောင်ဆွန့်လွတ်ဆွန့်စားခဲ့တဲ့အာဇာနီသူရဲကောင်းတွေအမြောင်များတမိုင်းမှာပေါ်ထွန်းခဲ့ပါတယ်အိဗရာဟန်လင်ကမဟာဓမ္မဂန်ဒီမာတင်လူသာကင်းတို့လိုတမိုင်းစာမျက်နှာမှာရေးသားဖော်ပြခံခဲ့ရတဲ့အာဇာနီတွေကိုသာလူတီများခဲ့ကြပေမဲ့တမိုင်းမှတ်တမ်းရေးထိုးမခံရတဲ့အညာတရအနေနဲ့တပ်ပေးခဲ့တဲ့အာဇာနီတွေကတော့သူတို့နဲ့ထိုက်တန်တဲ့လေးစားမှုကိုမရဘူးလို့ပြောရင်မမှားပါဘူးတည်တော်သူကြာရင်မေးဆိုတဲ့ဆိုရိုးစကားအတိုင်းပဲတပ်ပေးခဲ့တဲ့အာဇာနီတွေဟာ သမိုင်းမှာမှတ်တမ်းမတင်ခံရပဲချိန်ကြာလာလို့ရှိရင်မိပြောက်ချင်းခံရတာဟာဓမ္မရာပဲဖြစ်ပါတယ်ဒီနေ့မှာတော့လူတွေသိမ့်မသိကြတဲ့ဒုတိယကမ္ဘာစစ်တွင်းကဆိုဗီယက်အာဇာနည်အလက်ဇန္ဒားမန်ကင်းအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နာဇီဂျာမနီတို့ဟာဒုတိယကမ္ဘာစစ်အစဆိုဗီယက်စစ်မျက်နှာမှာမြို့တော်မော်စကိုကိုသိမ်းပိုက်နိုင်တဲ့အထိဖွင့်လာခဲ့ပေမဲ့1943ခုနှစ်ကစပြီးတော့ဆိုဗီယက်စစ်မြေပြင်ကနေနောက်ဆုတ်ပေးနေရတာပဲဖြစ်ပါတယ်နာဇီတို့ဟာ ဆိုဗီယက်မာရီမကဘဲနဲ့ကျန်တဲ့နေရာမှာပါအထိနာနေတာဖြစ်တဲ့အတွက်ဆိုဗီယက်ကဂျာမန်စစ်တပ်တွေဟာလုံလောက်တဲ့ထောက်ပံ့တွေမရဘဲတက်နေတော်ကဖိတိုက်တာကိုပဲကြမ်းကြမ်းခံဆုတ်ခွာနေရတဲ့အချိန်ကာလပဲဖြစ်ပါတယ်။ဒီလိုကြမ်းကြမ်းခံရင်းနဲ့လက်နက်ခဲယမ်းတွေအပြင်စားနပ်ရိက္ခာနဲ့စီးဝါးကူညီတွေလည်းတဖြည်းဖြည်းနှဲပါလာပါတယ်။1944ခုနှစ်မှာနာဇီတို့ဟာသူတို့တင်ထားတဲ့အဲ့ဒီတုန်းကဆိုဗီယက်ပိုင်ခု Belarus နိုင်ငံတွေက Polotsk မြို့စည်းရုံကိုစီးနင်းလိုက်ပါတယ်။ စီးနင်းပြီးတော့အနီးနားမှာရှိတဲ့မိဘမိုက်ကလေးကြောင့်ကလေးငယ်150ရဲ့သွေးကိုဒံယာရစစ်သားတွေစီကိုဖောက်သွင်းပြီးဟိုတင်းကျပ်ခိုင်းပါတယ်ကလေးတွေဟာအငယ်ဆုံး3နှစ်ကနေအကြီးဆုံး14နှစ်ထိပဲရှိသေးတာဖြစ်ပြီးတော့နုနယ်တဲ့အရွယ်လေးတွေဖြစ်တယ်လို့စစ်အတွင်းဖြစ်တဲ့အတွက်ကလေးတွေဟာတော်တော်လေးအားနည်းနေတဲ့အချိန်ကာလလည်းဖြစ်ပါတယ် စာနယ်ဧကာနဲ့ဆေးတွေကလည်းလုံလုံလောက်လောက်မရှိတဲ့အချိန်ကာလဖြစ်တဲ့အတွက်အရေးဆုံးကလေးတွေကိုလုံလောက်တဲ့အစာအာဟာရနဲ့စေဝါကုသပေးပြီးတော့မှစစ်သားတွေရောကလေးတွေရောအဆင်ပြေမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေအရင်လုပ်ပြီးဖို့ကြောင်းညွန်ကြားရေးမှူးကအရေးဆုံးတောင်းဆိုခဲ့ပါတယ်။ဂျာမန်တွေကလည်းစဉ်းစားပြီးတော့အကျိုးအကြောင်းတင့်လျော်တဲ့အတွက်လက်ခံလိုက်ပါတယ်။အခုလိုလက်ခံပြီးတဲ့နောက်မှာတော့ ညွန်ကြားရေးမှုဟာကလေးတွေကိုဒီနေရာကနေဆိုဖီယာပိုင်နက်ကိုကယ်ထုတ်ဖို့အစီအစဉ်စဆွဲပါတော့တယ်။လက်ရှိပိုလိုဒက်စ်မျိုးဟာဆိုဖီယာပိုင်နက်နဲ့ဝေးကွာလွန်တဲ့အတွက်ပထမဆုံးအနေနဲ့ကလေးတွေကိုပါတီဆန်ပျောက်ကြားတပ်တွေရှိရာဘယ်တီရွာကိုရွှေ့ပြောင်းပေးဖို့တောင်းဆိုပါတယ်။ဘယ်တီရွာကိုရောက်တဲ့နောက်မှာပျောက်ကြားတပ်တွေနဲ့ချိတ်ဆက်ပြီးတော့ကလေးတွေကို February 19ရက်နေ့1944မှာပျောက်ကြားတပ်တွေထိန်းချုပ်ထားတဲ့နေရာစီကို တိတ်တဆိတ်ကဲထုတ်ခဲ့ပါတယ်။နာဇီတွေစီကနေလွမြောက်ခဲ့ပြီဆိုပေမဲ့နာဇီတွေကတည်င်းရသွားပြီဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်တယ်လို့ကလေးတွေကလည်းအားနေနေကြတဲ့အတွက်လေရင်တွေနဲ့ဆိုပီရဲ့ပိုင်နဲ့ထဲမြန်ဆုံးခေါ်ဆောင်သွားဖို့ပျောက်ကြားတက်တွေကသတင်းပို့ရပါတယ်။ဒါကြောင့်ကလေးတွေမြန်မြန်ကဲထုတ်နိုင်မှုဆိုပီရဲ့တို့ဟာ P5 တိုက်လေရင်၃လီးကိုချက်ချင်းစေလို့ရပါတယ်။ ဒီလေရင်မှု၃ရောက်ထဲမှာလန်ဇန်နာမန်ကင်းလည်းပါဝင်ပါတယ်။လေရင်နဲ့ကင်မယ်ဆိုပေမဲ့ပြဿနာကနေရာမလုံလောက်တာပါ။ဒီလေရင်တွေကအများဆုံးမှာ၃ရောက်ပဲဆန်းတဲ့လေရင်တွေဖြစ်ပြီးတော့များများတင်နိုင်အောင်ကြံတဲ့အခါမှာလေရင်တောင်ပံနှစ်ဖက်မှာပါကလေးတွေကိုကျိုးနဲ့တုပ်ပြီး၁၀ရောက်အထိတင်မှုလုပ်ရပါတယ်။ April 10ရက်နေ့မှာလေရင်၃စီးဟာကလေးတွေပြည်သူတွေနဲ့ဒဏ်ရာရပျောက်ကြားတွေကိုစတင်ကဲထုတ်ပါတယ်။ခေါထုတ်ခေါပြန်ပြန်တန်းပြီးတဲ့အခါမှာနောက်နေ့မှာဆက်ဖို့မိန်ပေးပြီးမယ်။မန်ကင်းကတော့ အနာရန်ဆက်လက်တည်ပို့နေသေးပါ။ operation တစ်ခုလုံးနဲ့နောက်ဆုံးခေါက်ဖြစ်တယ်လို့အဲ့ချိန်မှာရှစ်ကြိမ်အထိပြန်တန်းပြီးပြီဖြစ်တဲ့မန်ကင်းရဲ့နောက်ဆုံးခေါက်မှာတော့ကန်ဆူမုံမောင်ကြပါတော့တယ်။မြေပြင်ကနေဂျာမန်တို့စစ်တပ်နဲ့လှမ်းပစ်လိုက်တဲ့အခါမှာအင်ဂျင်ကိုဓာတ်ရိုက်ထိမှန်သွားတယ်လို့မန်ကင်းရဲ့မျက်လုံးတစ်ဖက်ဟာလည်း ထိခိုက်သွားခဲ့ပါတယ်။အင်ဂျင်ကိုထိမှန်သွားတဲ့တစ်ချက်ကလည်းမီးစတင်လောင်ကျွမ်းနေပြီဖြစ်ပြီးတော့မီးရှိန်ဘလောက်ပြင်းသလဲဆိုရင်လေယာဉ်ကန်းကိုပါမီးကူးဆက်တဲ့အခါမှာမန်ကင်းရဲ့ဝက်စားရီနဲ့မကဘဲနဲ့ခြေထောက်လက်တွေမီးမြိုက်ခံရတယ်လို့မျက်မှန်မှာအေးပြော်ကျသွားတဲ့အထိပူချိန်ကပြင်းခဲ့ပါတယ်။တကယ်တော့မန်ကင်းအနေနဲ့ကိုလိုကျုံးကျင်ရင်လေရီနဲ့ခုံချလို့ရခဲ့ပေမဲ့လေမောကလေးတွေကိုကဲတင်မှုစိတ်ကိုတင်းထားပြီးလေရင်ချလို့ရတဲ့နေရာတိစူးစမ်းမောင်းခဲ့ပါတယ်။ကလေးတွေလွမြောက်ရေးကိုဘလောက်ထိအေးပေးသလဲဆိုရင် နေရာကိုရောက်လို့ရက်လိုက်ပြီးတဲ့အခါမှာစစ်တီတွေကမန်ကင်းကိုတဲထုတ်တဲ့အချိန်မေမျောမသွားခင်ပါပဲမန်ကင်းကကလေးတွေအသက်ရှင်သေးရဲ့လားဆိုပြီးတော့မှအရင်မေးခဲ့ပါတယ်အကုန်အသက်ရှင်ပါသေးတယ်လို့ကြားရပြီးတဲ့နောက်မှာမှမေမျောသွားခဲ့ပါတော့တယ်ဆေးရုံကိုချက်ချင်းပို့တဲ့အခါမှာဆရာဝန်တွေကဒဏ်ရာကိုကြည့်ပြီးတော့မှ short ဖြစ်သွားခဲ့ပါတယ်အယိုးပဲကြံတော့တဲ့ခြေတော့ ျက်မှန်အရေးပြော်ရာကနေလောင်းနေတဲ့မျက်နှာဒဏ်ရာတွေနဲ့ဘလူးများကလေးတွေကိုကယ်ဖို့လေရင်မောင်းနိုင်ခဲ့တယ်လဲဆိုတာတန်တော်မေးယူရတဲ့အထီးပါပဲနောက်တစ်ပတ်လောက်ကြာတဲ့အခါမှာ April 18ရက်မှာတော့မိုင်ကင်းတယောက်ဒီဒဏ်ရာတွေနဲ့ပဲအသက်28နှစ်မှာကွယ်လွန်သွားရှာပါတော့တယ်ပျောက်ကြားတက်တဲ့နေရာကတော့ကလေးတွေထွက်သွားပြီးနောက်တစ်ရက်မှာပဲနာစီတို့နဲ့တိုက်ပွဲအကြီးကျယ်ဖြစ်ခဲ့ပါတော့တယ် ဒီတိုက်ပွဲတွေဟာဆိုဗီယက်စစ်မျက်နှာပြင်မှာပြင်းထန်ဆုံးကြာဆုံးများဆုံး operation တွေကတစ်ခုဖြစ်တဲ့ operation bagration ရဲ့အစပဲဖြစ်ပါတယ်တကယ်လို့သာမန်ကင်းသာစွန့်စားပြီးတော့မှကလေးတွေကိုမကယ်ခဲ့လို့ရှိရင်ဒီလူမမယ်ကလေးတွေအတွက်ကတော့မတွဲဝင်စရာပဲဖြစ်ပါတယ်ဒီလိုစွန့်စွန့်စားစားလှုပ်ဆောင်ခဲ့တဲ့အတွက်လည်းမန်ကင်းဟာတက်နေတော်ရဲ့အမြင့်ဆုံးစုတွေချီးမြှင့်ခံခဲ့ရပါတယ်ဒါပေမဲ့လည်းမန်ကင်းဟာ သူ့ကိုချီးမင်းတဲ့ဆုတွေကိုလူကိုယ်တိုင်တက်ရောက်ယူနိုင်ခြင်းမရှိခဲ့တော့ပါဘူး။လန်ဆန္ဒမန်ကင်းလိုအာသာနေတွေဟာဒုတိယကမ္ဘာစစ်အတွင်းမှာအမြောက်များပေါ်ထွက်ခဲ့ပေမဲ့လူတွေတိတ်သတိမထားမိခဲ့ကြတာကတော့ဝမ်းနည်းမှုကောင်းတယ်လို့ဆိုရမှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနားဆင်နေနေဆိုရင်တော့ကျွန်တော်ရဲ့89 Lounge Channel လေးကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဗျာ